ေခြင်းချမ်းသာနဲ့ပြည့်စုံနိုင်ကြပါစေ။ဒါချိုက်ခမင်းအနည်းကန်းကြီးပေါ့နော်။ဒီလိုตาရလှပတဲ့နေရာမှာဒီလမ်းရည်ရဲ့အတက်ကြကိုကြည့်ပြီးတော့လောကရန်လို့တို့နှလုံးသွင်းကြမယ်ပေါ့။လောကရန်ဆိုတာကအတက်နဲ့အကြပေါ့။အရာနဲ့အကုန်အစုံနဲ့အကွဲစင်းရဲနဲ့ချမ်းသာချိန်မှန်ခြင်းနဲ့ခဲ့ရခြင်းပေါ့။ အဲဒီလိုလောကရံနဲ့ကျုံတဲ့အခါမှာလောကရံဒုက္ခခံသမှုတရဒုက္ခပြန်လာရှုံးမှုပါဒီလောကရံတိုင်းတွေကိုကြည့်ပြီးတော့အောင်နိုင်သူရဲ့နေရာမှာဆိုတဲ့အထွေလေးပေါ့လောကရံဒုက္ခခံသမှုတရဒုက္ခပြန်လာရှုံးမှုပါလောကရံရဲ့အတိုက်အခိုက်အတက်အကြတွေနဲ့ကျုံတဲ့အခါမှာ သမုဒိယဆိုတဲ့ကိလေသာတွေနဲ့ခံတဲ့အခါဟောကောင်းတဲ့လောကရန်တွေတွေ့တဲ့အခါလောဘတွေမာနတွေနဲ့အဲ့လိုသမုဒိယတွေကိလေသာတွေနဲ့ခံလိုက်တဲ့အခါကျတော့ဒုက္ခကိုပဲပြန်ရအဲ့လိုဒုက္ခပြန်ရတဲ့သူကိုဒါအောင်နိုင်သူလို့မခေါ်ဘူးရှုံးနေသူလောကရန်ဒုက္ခခံသမုဒိယ ဒုက္ခပြန်လာရှုံးမှုပါလောကဓာလောကမှာရလာတဲ့ထင်လောကရဲ့ဓမ္မတွေကိုတို့ချုပ်ဆုံးလာတဲ့အခါမှာတချို့ကတော့ဒုက္ခတွေထောသတွေနဲ့ခံရတယ်။ကောင်းလာတဲ့အခါကျတော့လောဘတွေမာနတွေနဲ့ခံတဲ့အခါသမှုတရားကိလေသာတွေနဲ့ခံလိုက်တဲ့အခါကျတော့ဒုက္ခတွေပြန်လာ။ဒါဆိုရင်အဲ့ဒီလူဟာ ကျုံတဲ့လူကျဲဒါဆိုရင်အောင်နိုင်တဲ့သူကဘယ်လိုပုံကူမျိုးလဲလောကဓာတ်ဒုက္ခညာမက်ကနိရောဓမြင်လာနိုင်သူပါလောကဓာတ်ရဲ့ဒုက္ခတွေကြုံဆုံတဲ့အခါမှာသမုဒယကိုပဲပြီးတော့မက်ကနဲ့ပေါ့နော်တဲတဲရှုမယ်သီလတိတိရှုတိတိပြီးတော့ရှုလောကဓာတ်ဒုက္ခကို မေဃနဲ့ပေါ့ညာမေဃနဲ့တဲတဲရှုတိတိရှုတိတိရှုလိုက်တဲ့အခါကျတော့ဒုက္ခကိုသိလာမယ်သမှုရိယကိုစွန့်လိုက်တဲ့အတွက်ကြောင့်နိရောဓအင်းအမှုတွေမြင်လာအဲ့လိုလောကဓာတ်ဒုက္ခကိုရှုမြင်မယ်မေဃနဲ့ရှုလိုက်တဲ့အခါကျတော့နိရောဓဆိုတဲ့အမှန်တရားငြိမ်းအမှုချမ်းသာကိုမြင်သွားတဲ့သူအောင်နိုင်သူလို့ပြော ။ဒါဆိုရင်လောကကြီးထဲမှာကြာရှုံးတဲ့သူအောင်နိုင်တဲ့သူကိုအာနာပါဝါပဲနဲ့သွတ်ဆလို့မရဘူး။ဥစ္စာယရဏပိုင်ဆိုင်မှုတွေနဲ့လည်းသွတ်ဆလို့နိုင်ကြလို့မရဘူး။ follower တွေနောက်လိုက်ဘူပါတွေနဲ့အချွေရံတွေနဲ့လည်းကြောချမ်းမှုတွေနဲ့လည်းနိုင်စတိုင်းကြလို့တော့မရဘူး။လောကနာဒုက္ခကိုဘာနဲ့ခံမှလဲ သမုဒယကိလေသာတွေနဲ့ခံမှန်လားမကညာနဲ့တို့ရှုညာနဲ့တို့ခံမှန်လားလောကဓာတ်ဒုက္ခကိုသမုဒယတွေနဲ့ခံလိုက်တဲ့အခါဒုက္ခတွေပြန်လာတယ်အဲ့ဒီရလာတဲ့ဒုက္ခကြောင့်ဒီလူဟာအောင်နိုင်တဲ့သူမဖြစ်ဘူးချက်ချုံးနေသူပဲလောကဓာတ်ဒုက္ခကိုမကညာနဲ့ရှုမှတ်ပြီးတော့ခံလိုက်တဲ့အခါမှာ ဒုက္ခကိုတိလို့သမုဒယတွေကိုစွန့်လို့နိရောဓငြိမ်းအေဖို့ကိုရသွားတဲ့အတွက်အဲ့ဒီသူကိုအရိယာအောင်နိုင်တဲ့သူပေါ့ကဲဒါဆိုရင်တို့သာသနာမှာတွေ့တော့အောင်နိုင်တဲ့သူအဖြစ်နဲ့တို့လက်ခံသွားမှလားကြာရှုံးတဲ့သူဖြစ်နေကိုယ့်ဘဝကိုအရှုံးခံပါလားဆိုတာဒီကနေ့ဒီအောင်နိုင်သူတို့ရဲ့တဘာဝကို အောင်နိုင်ခြင်းရဲ့နေရာမှကိုသစ္စာနဲ့ပေါ်ပြပြီးတော့အရုပ်အလုံးကိုတင်ပြလိုက်ပါတယ်အလုံးချက်ရှုံးတဲ့သူဘဝကနေလွတ်မြောက်ပြီးတော့အောင်မြင်တဲ့သူဖြစ်ကြပါစေ